အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမစာမှုရိပ်အောက်မှာအားလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တဲ့မိသားစုအိမ်သူအိမ်သားအယောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖြားနာနေတဲ့သူတွေ၊စေယုံစိတ်ခန့်တွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တတဲမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့ခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါနဲ့။ရှာလုံးအလုံးပေါ်မှာထာဝရဘုရားထာမလာတော့ငြိမ်တက်ခြင်းတက်ရောက်ပါစေ။ ဖျားကင်ရဲ့ဂျေဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ16ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဖျားကင်ရဲ့ဂျေဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွန်အားယူရမယ့်ကျမ်းပိုက်ကတော့30ချိန်မြောက်သောစာလံပိုင်းငယ်6ကနေ9ခုနှစ်ထိဖြစ်ပါတယ်။나ဒီလှောက်ရှားခြင်းနဲ့အစဉ်ကင်းလွတ်လိမ့်မည်ဟုကောင်းစားစဉ်အခါအကျွန်ုပ်အောက်မိပါ၏။ အိုထောက်ရပြာဂျေဇူးတော်အဖြစ်တာအကျွန်ုပ်ဤတောင်းသည်ခိုင်ခန့်မြဲမြံပါ၏မျက်နာလွဲတော်မူသောအခါဆင်းရဲခြင်းတို့ရောက်ပါ၏ကျမ်းပိုက်အဖြစ်ဖျားခင်အထူးကောင်းကြီးပေးပါစီဆာလန်စီယာကကောင်းစားစဉ်အခါလှုပ်ရှားခြင်းနဲ့ကင်းလွတ်မယ်လို့သူယုံကြည်ထားတယ်ထင်မှတ်ထားတယ် တို့တော်စစ်မှန်တဲ့ညီဝတ်ချင်းချမ်းသာကဂျေဇူးတော်ကြောင့်ရရှိတော်အရာများဖြစ်တယ်။ဒါကြောင့်ဘဝမှာခြေတလန်းလန်းခွင့်ရတာလေဖရာရဲ့ဂျေဇူးတော်ဖြစ်တယ်။တမနဲ့တရက်ဆက်ပြီးအသက်ရှူနေရတာအသက်ရှင်နေရတာလှုပ်ရှားနေရတာတွာလာနေရတာဂျေဇူးတော်ကြောင့်ဖြစ်တယ်။ဝါကြွားစရာမလိုဘူးထောင်လွှားစရာလည်းမလိုဘူး။ဖရာခင်ကိုဂျေဇူးတင်တဲ့နှလုံးသားတစ်စုံနဲ့အသက်ရှင်ဖို့ဖြစ်တယ်။30ကြိမ်မြောက်သောဆာလံပိုက်ငယ်ခုနှစ်မှာအိုထောက်ရပြာဂျေဇူးတော်အဖြစ်တာ အကျွန်ုပ်ဤတောင်ဒီခိုင်ခက်မြဲမြံပါ၏မျက်နာလွဲတော်မူသောအခါဆင်းရဲခြင်းတို့ရောက်ပါ၏ဘဝအသက်တာကိုခိုင်ခက်မြဲမြံစေတာလေဖျားကြီးကျေးဇူးပြုထားလို့ဖြစ်တယ်ဖျားကြီးရဲ့မျက်နာတော်လွဲသွားတဲ့အခါမှာဆင်းရဲခြင်းတို့ရောက်တယ်ဒါကြောင့်မောရှေကကိုရောမပါလျင်ခါနန်ပြည်ကိုလည်းမသွားခြင်းဘူးလို့ညင်းပယ်ခဲ့တယ်။ခါနန်ပြည်ဆိုတာဖျက်ခင်ရဲ့ဂတိတော်နို့နစ်ပြားရည်စီးရာခါနန်ပြည်ဖြစ်တယ်။ ကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့နေရာဖြစ်တယ်။လူတွေမက်မောအားကြရတဲ့နေရာဖြစ်တယ်။လူတိုင်းလိုချင်တဲ့နေရာလူတိုင်းရောက်ချင်တဲ့အရာဖြစ်တယ်။သို့တော်ဖခင်ကိုရောမပါဘူးဆိုရင်ခါတံပြီကိုကျွန်တော်မသွားခြင်းဘူးဆိုပြီးမောရှေကမြင်ပယ်ခဲ့တယ်။မောရှေတိနေတယ်။အရာခတ်သိမ်းရဲ့အရင်မြက်ကဖခင်ဖြစ်တယ်။ဘဝအတ္တတရမှာအရေးကြီးဆုံးကဖျားခင်ဖြစ်တယ်။ဖန်ဆင်းခံအရာတွေအလုံးထက်အရေးကြီးဆုံးအရာ မရှိမဖြစ်သည် ဖရာသခင်ဖြစ်တယ်ဆိုတော့ကိုတိနားလေတဲ့အခါမှာခါနံပြည်ထက်ဖရာကိုရွေးချယ်ခဲ့တယ်ချစ်တော်မိတ်ဆွေဘဝအတ္တထဲမှာရွေးချယ်စရာတစုံတစ်ခုကြုံလာတိုင်းဖရာကိုရွေးချယ်ပါမြင်နေရတဲ့ရုပ်ဝါဒရဲ့တက်မဲ့ခြင်းတွေနောက်ကိုလိုက်တွားဖို့တွေ့မဟုတ်ဘူးဖရာကိုရွေးချယ်ခြင်းနဲ့အသက်ရှင်ဖို့ဖြစ်တယ်လောတာကမြင်နေရတဲ့အရာကိုကြည့်ပြီးဒေါတုံနဲ့ဂေါမောရာမြို့ကဘုရားကြီးရဲ့ဥယင်တော်ကဲ့သို့ဖြစ်တယ်။မြင်နေရတဲ့အရာကိုကြည့်ပြီးရွေးချယ်ပါတယ် ရှင်ပေထရုဩဝါဒစာဒုတိယဆောင်ခန်းကြီးနှစ်ပိုင်ငယ်ခွန်ကန့်နေရှစ်မှာထို့အခါမတိရတော်သူတို့ဤညစ်ညူတော်အကျင့်အဖြစ်နောက်ဆက်ခြင်းကိုခံရတော်သူ ဖြောင့်မတ်သောလောတကိုကယ်နှုတ်တော်မူ၏ထိုဖြောင့်မတ်တော်သူသည်မတိရတော်သူတို့တွင်နေစဉ်အခါသူတို့ဤမတိရတော်အမှုများကို နေတိုင်းမပြတ်မျက်စိမြင်လျက် နားကြားလျက်ရှိသည်ဖြင့်မိမိဖြောင့်မတ်တော်စိတ်နှလုံးကိုပြင်းစွာညှင်းဆဲရ၏ ြောင်မတ်သောသူလို့လောတာကိုတမချန်းစာကပေါ်ပြထားပါတယ်ဖျားသခင်ရဲ့လူဖြစ်ပါတယ်ဖျားသခင်ရဲ့မိသားစုဝင်ဖြစ်သောလောတာက လောကနဲ့ပတ်သက်ပြီးမြင်နေရတဲ့အရာကိုဥစားပြီးရွေးချယ်တဲ့အခါမှာဖျားကိုဆန့်ကျင်ပြီးအသက်ရှင်နေတဲ့ဒေါ်ဒုံဂေါ်မောရာမြို့ကိုနေထိုင်ဖို့ရွေးချယ်တဲ့အခါမှာနံပါတ်၁စိတ်နှလုံးညင်းဆဲခြင်းကိုနေတိုင်းခံရတယ်။ဖျားကရဲ့တရားစီရင်ခြင်းရောက်လာတဲ့အခါမှာဒုတိယအနေနဲ့အုပ်စာပစ္စည်းအလုံးဆုံးရှုံးသွားခဲ့တယ်။ တတိယအနေနဲ့သူချစ်ရတဲ့သူ့ရဲ့မယားသိဆုံးသွားခဲ့ရတယ်။စားတိုင်အဖြစ်ချမ်းသာခဲ့ရတယ်။တတိယအနေနဲ့ဒေါတုံမြို့သားတွေရဲ့ညင်းဆဲခြင်းကိုခံရတဲ့အခါမှာသူတို့မိသားစုတင်တာမကသူတို့ကိုကဲထုတ်ဖို့တတိပေးဖို့ရောက်လာတဲ့ကောင်းကင်တမန်တွေပင်လျင်ဒေါတုံမြို့သားတွေရဲ့မထီမဲ့မြင်ပြုခြင်းကိုခံရတယ်။ နံပါတ်5အနေနဲ့သမီးနှစ်ယောက်စလုံးကအကျင့်စာရိတ်တပျက်စီးသွားခဲ့တယ်။ဒေါ်တုံမြို့သားတွေပြုတ်မှုတကယ်တော့မိုက်နေတဲ့အမှုကိုပြုတ်တယ်။လောကကိုရွေးချယ်ခြင်းကဆုံးရှုံးခြင်းတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ဒါကြောင့်ဘဝအသက်တာထဲမှာရွေးချယ်စရာတွေကြုံလာတိုင်းဖះကိုရွေးပါ တင်ကသူတစ်ပါးလောက်ကြီးမတော်တာလည်းဖြစ်ကောင်းဖြစ်မယ်။တင်ကသူတစ်ပါးထက်နှိမ်ကျနေတာလည်းဖြစ်ကောင်းဖြစ်မယ်။မစုံလင်ခြင်းတွေအားနည်းချက်တွေချိုတဲမှုတွေကွက်လက်တွေအများကြီးရှိတာလည်းဖြစ်ကောင်းဖြစ်မယ်။သို့တော်ဖះကိုနံပါတ်1နေရာမှာတင်ဘဝရဲ့ရှေ့မှာဘဝတစ်ခုလုံးအတွက်အရေးကြီးဆုံးဟာဖះဖြစ်တဲ့အရင်မြစ်ဖြစ်တယ်ဆိုပြီးသင်ကဦးစားပေးအသက်ရှင်တဲ့ခါမှာတင်ဘဝအသက်တာတစ်ခုလုံးနောက်ပြန်လဲကြည့်လိုက်ပါ အရင်ကစနစ်တကျအစီအစဉ်တကျမဖြစ်တဲ့အရာတွေအားလုံးဖခင်ကတင့်ဘွားအသက်တာတွေရောက်လာတဲ့ခါမှာအရာခတ်သိမ်းကအစီအစဉ်တကျစနစ်တကျလဲပတ်နေတာကို သင်ကမြင်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်ကျမ်းစာကနိုင်ငံတော်နဲ့ဖြောက်ပတ်ခြင်းတရားကိုရှေးဦးစွာရှာလော့နောက်မှသူ့အရာများကိုထပ်၍ပေးတော်မူလသန်လို့ပြောပါတယ်။လိုအပ်ချက်တွေထက်ဖခင်ကိုဦးစားပေးရှာဖွေအသက်ရှင်တော်သူမိတ်ဆွေသင်ဖြစ်ပါစေ။ ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ တော်မပါရဲ့အတိတ်ပဲမေမောင်မိုက်တညာရွေလေဘယ်စီရောက်လဲမသိနိုင်အောင်စံတော်အလံပြောင်းစေကိုလုံးရခင်မဲ့နေခဲ့လူအချမ်းများနေတယ်ဘုရားမပါဘဲမဖြစ်နိုင်တယ် တီးခဲ့ရပြီကျွန်ုပ်ဘဝရဲ့အရှင်သခင်ဘုရားမပါတော့ခရီးတွေမှာဝေဝါးတဲ့နေ့တွေလေဘာကုန်လုံးလည်းမသိနိုင်အောင်ဘုရားဝါဆုံးဖြစ်စေဆောင်းဆောင်မှုတွေများနေတဲ့လေလွင်ငယ်ဘဝတစ်ခုတည်း go be yi che me a kaw mya so ke chano bo wa pe kan she one it don't drink jay le a na she me they say chi cho jay le ma tu ge ko a pe pe ku se my emotion let you take te yalan po sao nie shanta ya ni ye sen dai to know ye le shin chin na no ya kan pa ye day pe mau mai te nya re le desi yom le mati nai a sando ala piao se kolong ya ke me ni ge lo a cha nya ni re ma pa le ma phi nai ne ti bi ်နှုတ်ဘဝရဲ့အရှင်သခင်ဘုရားပါတော်ခရီးတွေမှာဝေဝါရနေတွေလေဘာလို့လုံးလည်းမသိနိုင်အောင်ဘုရားဝါဆုံးဖြစ်စေဆောင်းဆောင်မှုတွေညာနေတဲ့လေလွင်တဲ့ဘဝအခုတည်း go be yue che me a kaung ya song ke to no go up e ka she what i did to dwei chain le a la she ne tai se cho dai

ဖြစ်နိုင်တယ်တိကျရပြီကျွန်တော်ဘဝရဲ့